ဝိစုံအတွက်ကတော့ပုံကြစိတ်ကတော့ရှိပါလေအနည်းငယ်ပေါ့အဲ့ဒါကပြည့်ရက်လောက်ရှိပါလားအာရာပိုင်းတော့မကတ်ပါဘူး၁၀ပိုင်းလောက်ပါရဲရင်နဲ့သူရဲကောင်းပုံကြခံစားဟောကျွန်တော်ဒီစင်မောစတက်တဲ့ကဘေးနောက်မီဒီယာကြီးမှုကိုတွင်းထားတယ်တစ်ချက်မှမရှိဘူးမျက်နှာအနေထားတွေကအစတင်းတင်းမာမာနဲ့တက်ခဲ့ရပါခင်ဗျဟုတ်ကဲ့ဟောဗျာကျွန်တော်တို့ပြခြင်းနဲ့မှုကရဲစံတတိရှိခြင်းဆိုတော့ခေါင်းစဉ်အောက်မှာရှင်ပြိုင်သွားတာပါခင်ဗျဟုတ် ရဲစံတက်တိရှိခြင်းပေါ့နော်အဲအဲ့ဒီမှုပဲသွင်းတယ်ပြိတက်တွေအစဲမခံအောင်လည်းအတက်နိုင်ဆုံးမှုသွင်းသွားတယ်ပေါ့ခုပြိုင်နေခေါင်းစဉ်ကလည်းရဲစံတက်တိရှိခြင်းလေရဲစံတက်တိရှိခြင်းဆိုတော့ရည်ပြီးပြိုင်လို့ကအဆင်မပြေဘူးလေအားကြောင့်မို့လို့မှန်ထည့်ပြီးတော့တိုင်ခဲ့ပါတယ်ခင်ဗျာအာဘင်းတော်မီဒီယာရဲ့အကြောင်းအသိတယ်ကျွန်တော်တို့ပဲခိုးမျိုးမှာဆိုတော့ဘင်းတော်မီဒီယာမီဒီယာရဲ့အကြောင်းကတော့ဖေးချလေးလာပါခင်ဗျာရဲစံတက်တိရှိတယ်ဘာမှပြောစရာမလို့ လို့အောင်ပြပြောစရာမရှိတော့အောင်နေရှင်နယ်ကော်ဆန်ဆိုလို့ပြောလိုက်ကြတယ်ဆရာတို့ကနေရှင်နယ်ကော်ဆန်ချောက်ရမယ်လို့ပြောလိုက်ကြတယ်ကျွန်တော်ပြေးမြင်မိတာကမင်းအောင်မင်းတရားကြီးကိုပဲပြေးမြင်နေတယ်ကျွန်တော်တို့အာကျွန်တော်တို့ရဲ့လူငယ်လေးတွေရဲ့အိမ်မက်ထဲမှာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီမင်းအောင်မင်းတရားကြီးဆိုတာကလေးစားရတဲ့ပုံကတူပဲလေအားကြောင့်မို့လို့ကျွန်တော်ဒီ whistle ပဲချက်ပြ ေရှင်နဲ့ကော်ရှင်ဝင်လာစုရတာပါခင်ဗျ။အာကျွန်တော်နာမည်ရင်းကတော့မျိုးရီဟိုဟာအမှုပညာနာမည်ကတော့မင်းဖုံးထဲပါခင်ဗျ။အမှုပညာနာမည်ကိုဆရာယူပေးထားတာပေါ့နော်ဆရာရှင်ကိုယူပေးထားတာ။ဟိုအာဒီနေ့ဝတ်စုံရဲ့အဓိပ္ပာယ်ကတော့ရဲစဲတတိရှိခြင်းပေါ့နော်ကျွန်တော်တို့ဘိုးမျိုးမှာဆိုရင်ဒါဒရင်အောင်မင်းတရားကြီးရဲ့ပုံပေါ့ဆောင်းလာတာပါခင်ဗျ။ရဲစဲတတိရှိခြင်း။အိုင်ဒီယာရောက်တဲ့အကြောင်းအရာကျတော့ဘိုးဆိုတာနဲ့ဒရင်အောင်မင်းတရားယူပြင်းမြင်နဲ့ပြရုပ်ကိုပြပြချင်တော့ပါခင်ဗျ။ဝတ်စုံအတွက်ကတော့ပုံကြစိတ်ကတော့ ရှိပါတယ်အနည်းငယ်ပေါ့အာရာပိုင်းတော့မကတ်ပါဘူး၁၀ပိုင်းတော့ပါရဲရင်နဲ့သူရဲကောင်းပုံစံခံစားဟောကျွန်တော်ဒီစင်မောစတဲ့ထဲကဘေးတော့မင်းတရားကြီးမှုကိုတွင်းထားတယ်တစ်ချက်မှမရှိဘူးမျက်နှာအနေထားတွေကအစတင်းတင်းမာမာနဲ့တက်ခဲ့ရပါခင်ဗျဟုတ်ကဲ့ဟောဗျာကျွန်တော်တို့ပြခြင်းနဲ့မှုကရဲစံတတိရှိခြင်းဆိုတော့ခေါင်းစဉ်အောက်မှာရှင်ပြိုင်သွားတာပါခင်ဗျဟုတ်ရဲစံတတိရှိခြင်းပေါ့နော်အဲ့အဲ့ဒီမှုပဲတွင်းတယ်ပြိတ္တတွေ ဆဲမခံအောင်လေအတက်နိုင်ဆုံးမူတင်သွားတယ်ဟောခုပြိုင်နေခေါင်းစဉ်ကလည်းရဲဆက်တက်တိရှိချင်းလေရဲဆက်တက်တိရှိချင်းဆိုတော့ရည်ပြီးပြိုင်လို့ကအဆင်မပြေဘူးလေအားကြောင့်မို့လို့မှန်ထည့်ပြီးတော့တိုင်ခဲ့ပါတယ်ခင်ဗျအာကျွန်တော်မော်ဒယ်တယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့လေးလာကြရအများကြီးချမ်းပါသေးတယ်အဲ့တော့လည်းကျွန်တော်ကောင်းသောလေးလာစူးစမ်းသွားပါခင်ဗျအိမ်မက်တရားတော့အများကြီးရှိပါတယ်အာခွင့်ရရမယ်ဆိုလည်းပြိုင်ဖို့စီစဉ်ရှိပါသေးတယ်ခင်ဗျကျွန်တော်ဒီမင်းဖုံးခဲဝါဆိုတဲ့မြို့ပညာနာမည်နဲ့ပဲပြန်တော့မင်းဆိုတာကတော့ အတိုင်းပြည်ရဲ့အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်ဘုန်းဆိုတာကဩသာအာဏာရှိခြင်းထေဝါဆိုတာကတော့အမြဲတမ်းသင်ပေါ်ကြော်ကြားနေအောင်ဆိုတဲ့အတိတ်ပဲနဲ့ပြီးထားတော့အားပေးကြတယ်အားပေးကြတယ်တကယ်နဲ့အားပေးပါလေခင်ဗျာလက်ကုတ်တန်နေဝင်းလုံးစုညာအောင်ဒီအားပေးပါဒါဘေးနောက်ဆက်ဆောင်ဟာအာဘေးနောက်မီဒီယာရဲ့ ကျောင်းကတည်တယ်ကျွန်တော်တို့ကပိုးမျိုးမှာဆိုတော့ဘင်းတော်မီဒီယာမီဒီယာကြီးကျောင်းကတော့ပေးစာလေးလာတာပါခင်ဗျာရေဆန်းတက်တည်ရှိတယ်ဘာမှပြောစရာမလိုမလိုအောင်ပြပြောစရာမရှိတော့အောင်နေရှင်နယ်ကော်ဆွန်လို့ပြောလိုက်ကြတယ်ဆရာတို့ကနေရှင်နယ်ကော်ဆွန်ချောက်ရမယ်လို့ပြောလိုက်ကြတယ်ကျွန်တော်ပြေးမြင်မိတာကဘင်းတော်မီဒီယာကြီးကိုပဲပြေးမြင်နေတယ်ကျွန်တော်တို့အာကျွန်တော်တို့ရဲ့လူငယ်လေးတွေရဲ့အိမ်မက်ထဲမှာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီဘင်းတော်မီဒီယာကြီးဆိုတာကလေးစားရတဲ့ပုံကတူပဲလေအားကြောင့်မို့လို့ကျွန်တော်ဒီဝစ်ဆော်ကိုပဲချုပ်ခဲ့ ေချာစုစည်းပြီးချုပ်တယ်။တနည်းအားဖြင့်စုစည်းတာတနည်းအားဖြင့်တာ။ဟုတ်တနည်းအားဒီတနည်းဟုတ်။ဟုတ်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 ။တနည်းအားရန်ကုန်နဲ့ပဲခိုးနေပဲ။ဖွဲဖွဲပြီးစုရတာ။အာကျွန်တော်ဒီခေါင်းပေါင်းကကျတော့တလူစီရပဲယူခဲ့တာဟုတ်ခိုးကပဲခိုးကပဲဟုတ်။ကျန်တဲ့ဟာကျန်တဲ့အနေချင်းကတော့ရန်ကုန်ကနေပြောယူလိုက်ပါတယ်။ဆက်ကော ခဏကလည်းပြန်သွားပါတယ်ခဏလောက်ခါလာတာခဏကမဟုတ်နေနေရှင်နေကောဆန်းဆိုတာတော့ကျွန်တော်ချုပ်ကမယ်လို့ပြောထားတယ်လေချုပ်ကမယ်ဖြစ်တဲ့အကြောင်းမို့လို့ဒီနောင်မီဒီယာကြီးနဲ့ live ဖတ်ဆုံးချုပ်ထားပါတယ်ဟုတ်ဘယ်နည်းလောက်ကြာလဲခါကျွန်တော်ဒီရင်စီးတီးပွဲပြီးတဲ့အချုပ်ထားဆိုတော့ပြင်းပြအပြတလားတော့ရှိနေပုံကြိုက်တယ်ပုံကြိုက်တယ်ဟုတ်တိုင်းချုပ်ထားတာတိုင်းချုပ်ထားတယ်ပါ ်10ဘိုင်းလောက်ပါပဲအကုန်လုံးပေါင်းပြီးဝစ်ဆုံဖို့ဟုတ်10သိန်းကျော်ပဲ10သိန်းကျော်ရတော့မဟုတ်လေ10ဘိုင်းလောက်ဒီဇိုင်နာကိုထုတ်ဖတ်ဆက်10ဘိုင်းလောက်ဒီဇိုင်နာကြီးပဲမဟုတ်ကျွန်တော်ဒီဝစ်ဆုံအကုန်လုံးတန်းရောက်သဘောတူတော့ရှိတယ်ဒီမြအဖြစ်ကြတော့10ဘိုင်းလောက်10ဘိုင်းလောက်ပဲတည်ထိုင်ရပါခင်ဗျာဒါတော့ပိတ်သက်ရဲ့ချင်းမြူစားချက်ပဲလေဝစ်ဆုံတစ်စုံကိုတံမိုးမပြောဘူးလေတလူတယောက်ရဲ့တံမိုးကိုသူကသူလည်းဆုံးဖြတ်သွားပါလိမ့်မယ်ကျွန်တော်အခွင့်အရေးတွေအလားအလာတွေရှိခဲ့ရင်တော့လူပညာလောက်ကိုဆက်လုပ်သွားအောင်ပါခင်ဗျာ အဲပုံမှန်မှာဝိဇုံတံမိုးကိုမှောင်ပြောတဲ့လူကိုကျွန်တော်ဟိုပါပေါ့အမှတ်တရလက်ဆောင်လေးပေးပါပါ